ဘူးတိတော်မျိုးနယ်မှာရှိတဲ့စိုင်းတင်အထက်ပိုင်းကကျေးရွာတွေမှာကလေးအသင်မွေးဖွားနှုံမြင့်တက်နေပြီးတော့အခုနဲ့အတွင်းမှာတိတိတသာတိုးလာနေတယ်လို့ DMG ကစုံစမ်းသိရပါဗျ။ဝေးလံခေါင်ပြားဒေသတွေဖြစ်တဲ့စိုင်းတင်အထက်ပိုင်းကျေးရွာတွေကကိုဝင်ဆောင်မိခင်တွေမှာစမ်းမာရင်းဆောင်ဆောင်မှုလုံလောက်စွာမရရှိကြတဲ့အတွက်ကလေးအသင်မွေးဖွားမှုတွေရှိလာနေတာဖြစ်တယ်လို့စမ်းမာရဲ့အတိုင်းဝိုင်းကပြောပါဗျ။ ကျေးရွာဆက်ရှိရွာလောက်ရှိတဲ့ဆိုင်နဲ့အထက်ပိုင်းကကျေးရွာတွေမှာအခု2025ခုနှစ်အတွင်းကလေးအသေးမွေးဖွားမှုဖြစ်စဉ်၅ကြိမ်ထပ်မင်းရှိလာနေတာဖြစ်ပါတယ်။ဆိုင်တဲ့အထက်ပိုင်းကကျေးရွာတွေမှာခမင်းနဲ့မျိုးလူမျိုးတွေအများဆုံးနေထိုင်ကြပြီးတော့စိုက်ပျိုးရေးနဲ့တောတောင်ကအမီပြူကစာဝတ်နေရေးကိုဖြည့်ရှင်းကြပါတယ်။ အဲ့ဒီကျေးရွာတွေကဆေးရုံဆေးကန်းရှိတဲ့နေရာကိုသွားမယ်ဆိုရင် ကုန်းလန်းခရီးအပြင်ရေလန်းခရီးတို့နဲ့ပါငားနာရီကြာအဆင်ဆင်သွားလာရတာကြောင့်ကျမ်းမာရဲ့လက်လန်းမမီကြပါဘူး။ဒါအပြင် ခရီးစိတ်မှလည်းငွေကျပ်9သိန်းထက်မနည်းကုန်ကြမှုရှိတာကြောင့်စေဝါကူတာမှုခံယူဖို့အခက်အခဲရှိကြပါတယ်။အခုလိုကလေးအသင်မွေးဖွားမှုတွေအပြင်ကလေးနဲ့မိခင်ပါအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ ရခိုင်မှာမြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအစတင်ပြီးတော့စစ်ကောင်စီကရခိုင်ပြည်ကိုပုံနှံရေလန်းခီးကိုကန့်သက်ပိတ်ဆို့ထားတာကြောင့်ဒေသတွင်းလူသုံးကုန်ပစ္စည်းရှားပါးမှုအပြင်စေဝါပြက်လက်တဲ့ပြဿနာနဲ့ပါရင်ဆိုင်နေကြရပါတယ်။အဲဒါကြောင့်ရခိုင်ပြည်အတွင်းကကုန်းဝင်ဆောင်မိခင်တွေနဲ့အသက်နှစ်နှစ်အောက်ကလေးတွေမှာကာကွယ်ဆေးမထိုးရတဲ့အတွက်စိုးရိမ်မှုတွေရှိနေကြပါတယ်။